ရင်းနှီးချောင်းထုတ်ပတ်အဲ့ဒီမြို့ကလေးဟာအညာမဟုတ်အခြေမဟုတ်ညိလက်လို့ခေါ်တဲ့နေရာမြမပြည်အလဲပိုင်းတောင်ကုန်းတွေဝိုင်းနေတဲ့ဒေသမှာလေပုတ်ပါတောင်ရိတ်ခိုးပင်ချောင်းဆိုတဲ့ကပတ်ကိုပတ်ပြီးအေယာဝတီကန်းဆက်နားမှာပြီးဆောင်းဆောင်းထနောင်းနဲ့ထမ်းမင်းတွေအလဲကအထည်ကြီးပြတ်မြို့ပေါ့ ရှိမဲအိုးကြီးကိုဖင်ခုထိုင်ဆိုင်ကောလို့ခြုံပေါ်ရောက်ခက်မြောက်မြောက်နေခဲ့တဲ့ဘဝဘယ်မေးလို့ရပါမလဲအလောင်းစီသူရဲ့အမျိုးတွေတန်တဲ့မိဖုရားရဲ့အမျိုးတွေတကိုးထွားကောင်းစားတွင်ယိုးတွင်သားတွေရဲ့ဇာတိကဘာတိတဲ့ရှင်နန်းချောင်းတငယ်ချင်းကြီးမောင်စိမ့်နီကြီးအဲ့ဒီရင်နှချောင်းထုတ်ပတ်မှတ်မိသည်မပြောရအောင်ကိုလိုနီကာလဗြိတိရှားကအခွင့်အလမ်းစရိတ်တွေတုံး ဝုံကနေပေါ်လာတဲ့အိမ်မက်မျိုးအဲ့ဒီကာလကဒုတိယရန်ကုန်လို့တောင်တမုတ်ကြတာလမ်းမကြီးတထောင်ထောင်နဲ့ပေါ်ဩချစရာသူဟာဒီနိုင်ငံမှာလျှက်စစ်မီကိုစတုံးခဲ့တာရန်ကုန်မပါရင်တော့ပထမဆုံးပေါ်အရှိတောင်အာရှမှာအစောဆုံးတာထရက်ဂက်စတာပိုင်းတုံးပြီးမီလင်းခဲ့တရင်ကျွတ်နဲ့တစောင်းတိုင်းညတွေနှစ်လုံးပေါက်နေသလိုအဲ့ဒလိုမျိုး မြို့ပေါ်မှာဆိုအပိုလိုကအစဗြိတိရှာဘာမာတဲ့ကင်စီနီမာတဲ့နောက်တော့ဘရင်ယုံပေါ်ကွင်စီနီမာတဲ့နောက်တော့ဘရင်မယုံပေါ်ဒါတင်မက green belly လို့လဲခေါ်ကြမြာစိန်ရောင်လို့လဲတွင်တက်ရှင်ယုံတွေနဲ့စီကားအပျော်ပါးတွေနဲ့မြို့လေးရိုးကုံတိုင်းမှာဘာမဆိုလိုရာရအက္ကအစာအာဖရိကစိန်အထိအားလုံးရှိတဲ့တကယ်မျိုး ဝစင်ဒေးဆိုတဲ့မဲမဲပြပြကတ္တရာမွေတကောင်ရဲ့ခါယိုးပေါ်ခေါင်းမော်ပြီးပြေးလွားဖို့ကားနဲ့ချက်ပလက်လင်းရိုဗာနဲ့ဝီလီတဝီဝီတဝီဝီနဲ့ဟိတ်ဟန်လဲကြီးပါ ကောင်းငင်ရထားနဲ့ကောင်းငင်ကျိုးလို့လဲခေါ်ကြခိုးတောင်ကနေညောင်လှပျက်စီးချပျက်စီးတဲ့ပိတ်ထဲဝါခဲ့ဘူးတဲ့ခါးတောင်ကအေယာဝရီမြေကြောင်းတဲမတော့ထောင်းထောင်းထနေတဲ့ရေနံသင်းမော် ရေနံလေးရေနံတုံကင်းမြစ်ကြောကိုစုံစင်းဖို့အစဉ်သင့်ရွက်ကြီးတွေဖွင့်မိခိုးတွေလွှင်းလို့ BOC ကအစ NOC IBB အစုံဒနာရှင်အားလုံးလုံလုံခွေဖျားပွဲတွေ့ပျော်မွေ့ခဲ့ကြတဲ့မြို့ပေါ်69ကျော်တောင်ကရုံးပေါ်တက် အနက်ရောင်တီကောင်တွေလုံထွေးရစ်ပတ်မတ်တက်ရက်နေတဲ့ရေနံတန်ကန်တွေအပြင်ရေနံမောင်းတန်တွေက ပုတ်တင်လို့ကောင်းညိတ် အတိတ်ကရှင်နဲ့သားလွမ်းစရာလိုလိုအဲ့ဒါတွေကရှင်နှောင်းကောင်းစားခဲ့စဉ်ကာလပယ်ပယ်နေနေသွေးဆုပ်ခံရတဲ့ကာလလို့ပြောရင်လည်းရတယ်တငယ်ချင်းအလားလားအကြီးတန်းလားဖွံ့ဖြိုးမှုလားဆုတ်ယုတ်ကြဆင်းမှုလားဝေဝါးစွာနှင်းနှွေကြပြပီးတတ်တာမရှိလာတဲ့အချိန်ပြကွက်တွေလည်းမှိန်ပေါ့ ဲ့ဒီမျိုးမှာပေါ့လာသာလျှော့ခံရတဲ့ American Twin Two Bow တွေကပြစ်တရှက် BOC ကိုအာခံမှန်ကန်တဲ့တပိတ်တိုက်ပွဲစဉ်မြန်မာအလုပ်သမားတွေကိုတင်ပေးသလို1918အဝင်ကာလရာဇရာရှိတာတွေကို တောင်းပြခဲ့ သူတို့ကမှန်ကန်တရားစွာတိုက်ပွဲဝင်ရင်အောင်ပွဲဆင်နိုင်တယ်ဆိုတာတာဒကပြခဲ့တယ်1921ခုနှစ်မှာကြောက်စာယုံဆရာတော်ဥက္ကလရာနာရဲ့အားပေးမှုနဲ့တီထောင် ်ဦးမျိုးညွန့်ကဦးဆောင်တမိုင်းကုံရောင်ပြောင်းလျာလေဗာယူနီယံကတရေတီခဲ့တာအဲ့ဒီမျိုးမှာပဲလေကိုနိုင်ငံကတယံဇာတာတွေနဲ့နေကျဲတွေချမ်းသာ အရင်ရှင်တွေကြွယ်ဝလူတိုင်းရဖို့အတွက်ဆင်းရဲတွင်နဲ့နေရအဲ့ဒီဒေတာကအလौတမအသီးသီးထီးဖြူယုံမှစူးစီးနီလန်းဖွေရှာလေဗာယူနီယံဆိုတာပေါ်လာခဲ့အဲ့ဒီမျိုးကလေးမှာလေဗာယူနီယံကဥဆောင် အောင်မြင်စွာဆင်နွှဲစရိုက်ကြီးဆိုတဲ့အလုသမားတိုက်ပွဲရဲရဲစခဲ့တယ်။မြန်မာပြည်ရဲ့ပထမဆုံးအလုသမားရေးတော်ပုံမြေတောင်တုံခဲ့တဲ့။နေကျဲနဲ့ BOC အရင်းရှင်ရဲ့လက်ပါစီရေနံမြေကဘျူရိုကရက်ရေနံဝန်လက်ချက်ပြင်းထန်နေနေတန်းနဲ့ခေါင်းဆောင်တွေခံလေရော။ဒါပေမဲ့တကယ်အဖြစ်က အလုသမားလေသမားចောင်းသားနဲ့တန်ကား စနေနံစိတ်ကမ်းမှာစူးစီးညနေဖြူရဲ့ပုတ်ထီးပုံမတွေဆန့်ကျင်ရေပေါ်တွင်လှုပ်တဲ့တရားပွဲ ဖောင်ပေါ်တွင်လှုပ်တဲ့တရားပွဲမြေမင်းတရားပွဲနဲ့ရေနံမြေတဲ့ခြေချခွင့်မရသူနေနေခံရသူအဲ့ဒီလူတွေရဲ့တရားပွဲချိမ့်ချိမ့်သေးခဲ့တယ်။သွားတိုက်စေဘူးညှက်ရသလိုလိုမညှက်ညှက်မှထွက်တခါညှက်တခါထွက်ဖြစ်တိရှာရဲ့လိုက်ရောချက်စထရိုက်ကြီးနှစ်ခါတိုက်ယူခဲ့ရ1300ပြည့်ကာလအထိပေါ့ အဲ့ဒီမျိုးကလေးမှကြောင်းတက်အမျိုးသားကြောင်းထွက်ကိုအောင်ဆန်းစန်းထခဲ့တဲ့ဘူမိနဲ့တန်းအခြေခံနင်းခုံစစ်စစ်တိုက်ပွဲတွေတွင်နစ်နေခဲ့ရေနံချောင်းရဲ့ဂုံယူစရာနေတွေလေရေနံချောင်းသားတွင်ယုတ်တွင်းသားအနွယ်ဆက်ဘီလတ်မှာကြောင်းတက်ခဲ့တဲ့မောင်ဆိုးသိန်းနောက်တော့ GCPA ဦးဆိုးသိန်းတမရာကြီးဦးဆိုးသိန်းရဲ့မြေလွတ်လပ်ရေးတိုက်ပွဲတွေတဲ့ရှင်တန်းအမှန်ကန်ရေနံချောင်းပေါ် တို့ဘုမအစီယုံရဲ့ပထမဆုံးညီလာခံဟာရင်နသားဆိုတဲ့ရင်နချောင်းကလေပေါ်တစောင်းထဲမှာဝော့ဝော့ကွယ်ကျင်းပခဲ့ပုံများနေမဝင်အင်ပါယာရဲ့ဘယင်မာကြီးတောင်ဖျားသွားရတဲ့။ကဘာတိမြန်မာတိငញ្ញန်ရင်ပိတုကပရိုဖက်ဆာဆရာလုံးကနေသခင်ကိုရောမိုင်းပွဲခံယူခဲ့တဲ့နေရာအဲ့ဒီမှာပေါ့။လွတ်လပ်ရေးတမိုင်းရဲ့တမိုင်းဝင်နေ1300ပြည့်အရေးတော်ပုံဟာရေနံမြေမှာအစပြု အဲ့ဒီမျိုးကလေးကဥပေးခဲ့တာလေတခင်လေးမောင်တခင်ဘတင်တခင်တင်တခင်ခတခင်ဘဘနဲ့တခင်ဖိုးလာကြီး ပုတ်ထီးပုတ်မထီမထင်းတခင်တို့သွေးနီဆွေးချောင်းကောင်းကောင်းပြခဲ့တာအဲ့ဒီဒေတာမှာမီးတို့မီးတို့ရှို့ရှို့ဆိုတဲ့ကျွေးကြော်တန်းလက်သီးပရုံးတွေပြန်ဝက်စင်ဒရီမိုးရံကနေခြေဆန့်မြမပြီအနှံ့ကူးဆက် နေကျဲတွေသွေးပြက်ကဘာပြည်သူတွေမှာလေးနက်ခေရာဒါရီဟာပုံပြင်မဟုတ်အချုပ်ချာအာနာအတွက်သွေးဆက်ဆက်ကြခဲ့တဲ့သမိုင်းဖြစ်ရဲ့တခန့်ရဲ့ပြဇတ်ထေကရေနံချောင်းပြန်ပြောင်းတရိယာတိုင်းမျက်ရည်ဝိုင်းခဲ့ရတဲ့တငယ်ချင်းအခုတော့လဲအဲ့ဒီမျိုးကလေးဟာပြဖုံးနေတဲ့မိခဲလိုငြိမ်သက်အိတ်ဆက်နေလိုက်တာအလံပဲဆရာရဲ့ပချုပ်ထဲကအစိတ်ခုတ်အစိတ်ထုတ်ခံထားရတဲ့မာနမရှိတော့တဲ့မျိုးတကောင်လို့ ဇရာကိုမျက်နာမူခေါင်းဖြူဆွဲကြိုးဘဝဒုက္ခမမူဖြစ်မှုပြက်မှုကို ရှုနေတဲ့ပမာဧရာဝတီဘိငိုင်မေးလို့ဩရင်နှောင်း မင်းချောင်းမင်းဘဝမင်းစနဲ့မင်းတတိဇာတိနဲ့အစဉ်အလာငါသိပါတယ်တကယ်တော့ရှင်နှန်ချောင်းရှင်နှန်ချောင်းစစ်စစ်မင်းဖြစ်လာတဲ့နေ့ထပ်တွေ့ပြရစေတိမ်တောက်တဲ့ကာလစိမ့်မြမြအောက်မှာ အခုတော့လေအဲ့ဒီရွှေထုတ်တဲ့မြဘဝဟာ အမိုက်ပုံထဲမှာလဲလျောင်းစိတ်မကောင်းစရာဟုတ်ကဲ့ဒီကဗျာကိုတော့ကဗျာဆရာအစိုးမြေလက်ကရေးဆက်တည်ကုန်းထားတာဖြစ်ပြီးတော့ရွတ်ဖတ်တင်ဆက်ပေးတဲ့သူကတော့ကျွန်တော်လှောင်းဝေအောင်ရှင်နေချောင်းဖြစ်ပါတယ်ခင်ဗျာ